မင်္ဂလာပါဗျကိုကိန်းစ်တာဖုတ်ဘောရှိုးအနေအားလုံးကိုကြိုဆိုပါရစေမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်သွားရမှာဖြစ်ပါတယ်โอเคဒီဗီဒီယိုလေးကတော့ Man United ပြည်သက်တွေအတွက် UAB တင်ဆက်ပေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ် Manchester United သတင်း၃ပုတ်ကိုကျွန်တော်ရွေးချယ်ထားပါတယ်တပုတ်ချင်းစီကို United ပြည်သက်တွေနဲ့အမြင်ချင်းဖလှယ်ပြီး သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်ကတော့ကိုဘီမိန်းနူးနဲ့ပတ်သက်တဲ့သတင်းမှာမူရင်းသတင်းမြစ်က TikTok ကဖြစ်ပါတယ်ယူနိုက်တက်တင်းရဲ့အင်္ဂလန်လူငယ်ကွင်းလယ်ကစားသမားကိုဘီမိန်းနူးကဇန်နဝါရီပြောင်းရွှေ့ကာလမှာအသင်းကနေထွက်ခွာဖို့နီးကပ်လာပါတယ်မိန်းနူးကိုခေါ်ဖို့ပြင်ဆင်နေတဲ့ကလပ်တီထဲမှာနာပိုလီအသင်းကတော့ရေပန်းအစားဆုံးဖြစ်နေတယ်လို့သိရပါပါခင်ဗျ။ဒီအပိုင်းအတွင်းမှာမှဒီသတင်းထွက်လာတာမဟုတ်ဘူး။ဒီဘောလုံးအပြောင်းရွှေ့ဈေးကွက်မပိတ်ခင်ညရာဒီကာလကလေးကမင်းနူးဒီ ယူနိုက်တက်အသင်းဟာအငှားဖြင့်ဖြစ်စီအပီးသက်ဖြစ်စီထွက်ခွာလိုတဲ့တဲ့င်းတွေကျွန်တော်တို့ကြားခဲ့မြင်ခဲ့ပြီးသားဖြစ်ပါတယ်အခုချိန်ခါမှာတော့ပွဲထွက်ခွင့်မရတာကြာပြီဖြစ်တဲ့ကစားသမားတယောက်အနေနဲ့ပို့လို့တောင်အသင်းပြောင်းခြင်းစိတ်ရှိလာမှာပါဘာကြောင့်တော့ကဘာဖလားနီးနေပြီဗျလာအားဖြင့်တွက်ကြည့်မယ်ဆိုရင်တိတ်ပြီးမကြံတော့ဘူးတနစ်တောင်မဟုတ်ဘူးเนาะ2026မှာကဘာဖလားရှိတယ်ကဘာဖလားကိုဝင်ရောက်ရှင်ပြိုင်ခြင်းနဲ့ဘောလုံးသမားတွေကအများကြီးပဲဗျအဲ့တော့မရှင်ပြိုင်ခြင်းကွာအေးဆေးပဲကွာဆိုတော့ ်ဘလုံးသမားရှိမယ်လို့မထင်ဘူးဆိုတော့ဝင်ရောက်ရှင်ပြိုင်ခြင်းနဲ့ဆိုရင်ပေါ်ထခွင့်တနေရာပုံမှန်ရပြီးခြေသွမ်းပြသနေဖို့လိုတယ်ခြေသွမ်းမပြရင်တော့မှဗျာအသင်းနဲ့လိုက်လျောညီထွေမှုရှိဖို့လိုတယ်အင်္ဂလန်လိုအသင်းမျိုးပိုလို့တောင်စိုးသေးတယ်ကွင်းလေကစားသမားကောင်းတွေတပုံကြီးအခုဆိုရင် Elliot Anderson တို့ပေါ်လာတဲ့ Adam Warden တို့ရှိမယ် Warden မဲဖြစ်ဖြစ် Elliot Anderson မဲဖြစ်ဖြစ်ဒါမင်းတို့နဲ့မတိမ်မြင်ချာတိတ်တွေပဲကျွန်တော်ပြပြသေးတာသက်ဆိုင်ရာကလပ်တွေမှာတောက်လျှောက်ပွဲထခွင့်ရပြီးဖြုတ်နေကြပြီမင်းတို့ကအရန်ကုန်မှာထိုင်နေတော့မှရှိသေးတယ်အင်္ဂလန်ပြ Thomas Tuchel နေရာမှာဝင်ရောက်စဉ်းစားကြည့်ရင်လေမင်းတို့ကိုရွေးတော့မလားဗျပေါ်တခွေရနေတဲ့ဝါဒန်တို့အီလီယော့အန်ဒါဆန်တို့ကိုပဲရွေးတော့မှာပေါ့အဲ့တော့မင်းတို့ဘက်ကိုကျွန်တော်တို့ပြန်စဉ်းစားပေးဖို့လိုတယ်လက်ရှိချိန်ဟူဗင်အမော်ရင်ကတော့ကစားသမားတယောက်ရဲ့ပေါ်တခွေနဲ့ပတ်သက်ပြီးအခွင့်အာဏာအရှိဆုံးလူတယောက်ဆိုတာမှန်တယ်သူ့ရဲ့စိတ်ကြိုက်ပေါ်တခွေပေးတဲ့နေဆိုတာလဲ မှန်တယ်တိုးတော့အကန့်လေးရတော့ကျွန်တော်ခွဲရမှာပေါ့နော်အမော်ရင်မင်းတို့ကိုပေါ်တော့ခွင့်မပေးတာနီးပြတယောက်ရဲ့ right ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တွေကအရင်ထောက်မပြလို့မင်းမားတယ်မှန်တယ်ဘာညာစသဖြင့်ပေါ့တိုးတော့မင်းတို့လေးဘက်ကပြင်စင်းစားရင်သူ့ရဲ့ right အရာသူ့မှာရွေးချယ်ပိုင်ခွင့်ရှိတယ်အဲ့တော့နောက်ဘောလုံးညာဒီရောက်မှအတင်းပြောင်းမယ်ဆိုရင်အခါနှောင်းသွားပြီအဲ့ဒီဘောလုံးညာဒီမစခင်မှာပဲကဘာဖလားကဲမှာကျော့ဒီဇင်ဘာပြောင်းရွှေ့ကာလနောက်ဆုံး6လတည်တာကဘာဖလား အိမ်မက်အသက်ဆက်ဖို့အတွက်မင်းနူးစ조사ရမယ့်သဘောမျိုးရှိတယ်အဲ့အတွက်ကြောင့်ကိုဗီမင်းနူးဒီဇန်နဝါရီပြောင်းရွှေ့ကာလမှာအသင်းပြောင်းကိုပြောင်းနိုင်တယ်ကျွန်တော်တို့90%လောက်တည်ကြတယ်လို့ယူဆတယ်ဒီလိုမှမဟုတ်ရင်တော့ဟူဘင်အမော်ရင်နေနဲ့ကိုဗီမင်းနူးကိုပေါ်တော့ခွင့်တနေရာပေးမပေးဘူးဆိုရင်သူကအသင်းပြောင်းမှာပဲတချို့သတင်းဖော်ပြချက်တွေထဲမှာဆိုရင်နာပိုလီကအငားတော့ခေါ်လိုက်မယ်တွေ့မယ်ဘောလုံးရသည်ကိုရင်ယူရိုတန်း90ပတ်ချာလေလောက်နဲ့ခေါ်လို့ရမယ့် option တရက်ကိုပါထည့်သွင်းမယ်ဘာညာဆိုတော့သတင်းမျိုးတွေတက်လာတယ်အဲ့ဒါကတော့အ နေငယ်ပြဿနာရှိတယ်။အငားချလိုက်တာက it's okay လက်ခံတယ်။မင်းတို့လိုပလေယာမျိုးပြအသက်လေးကငငယ်လေးကျွန်တော်ကအသက်ငယ်ပြီးခြေစွမ်းခြေစားရှိတဲ့ပလေယာတွေဆိုရင် investment ဘလောက်လို့လို့မရှုံးလို့ထင်တယ်ဗျ။အခုယူရိုတန်ကားတွေကဗျလက်ရှိပေါက်ကြီးနောက်၃လနှစ်ကြာရင်မင်းတို့တန်း၂၄၂၅ပဲရှိအောင်မယ်။အဲ့ချိန်ကျရင်ငွေကြေးတွေကပိုဖောင်းပွားလာလိမ့်မယ်။ကစားသမားတွေရဲ့တန်ကြေးတွေကပိုမြင့်လာလိမ့်မယ်။အဲ့ချိန်မှာအောက်ထက်ကလက်ရှိ ဟိုပေါက်နေတဲ့ပေါင်တန်း40ပါးじゃမဟုတ်တော့ပဲပေါင်တန်း80ပါးတွေလည်းဖြစ်သွားနိုင်တယ်ဆိုတော့ပြောချင်တာ main တို့ကိုသူ့ရဲ့ side ဘက်ကတွေးပြီးပြီးတော့အငှားချတာချတိုးတော့လဲ buy option ရောမထည့်တင်လို့ကျွန်တော်ယူဆပါတယ်နာပိုလီရော ဘိုင်း option မထည့်ဘူးဆိုရင်အငားတိတန့်ခေါ်မလားဆိုတာတစ်ချက်စောင့်ကြည့်ရပါအောင်မယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်ဆွေးနွေးခြင်းနဲ့သတင်းကတော့ Talkspoke ကဖော်ပြထားတဲ့ Marcus Rashford နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Rashford ဒီယာဒီကုံရောက်တဲ့အခါကျရင် Barcelona အသင်းကိုအပိသက်ပြောင်းရွှေ့ဖို့တော်တော်လေးနီးစပ်နေပြီဖြစ်ပါတယ်ကျတော့တခုပဲအဲ့တော့ Marcus Rashford ရဲ့များပြားလာတဲ့ လောက်ခပမာဏအဒီလောက်ခပမာဏဆွေးနွေးညှိနှိုင်းမှုသာအစဉ်ပြေပြီးဘာစီလိုနာကမ်းလန့်နဲ့ပမာဏတရက်ကိုလက်ခံခဲ့မယ်ဆိုရင်ဘာစနာကလည်းအပီးပိုင်ခေါ်ယူသွားတော့မယ်လို့သိရပါဗျ။ဘယ်လိုပြောမလဲ။အားလုံးအစဉ်ပြေတဲ့အပြောင်းအရွှေ့တစ်ခု ဖြစ်မှာပါ Rashford ရဲ့အနာဂတ်က Manchester United မှာပြီးသွားပြီလုံးဝလုံးဝမရှိတော့ဘူးအခု attacking trio ဒီ Marcus Rashford ပါမယ်ဆိုရင်ကုညာထက်ရော Brian Ambumo ထက်ရောအရေးပိတ်ခံရမှာမဟုတ်ဘူးဒါအပြင် Mason Mount လို့နီးပြကြိုက်တဲ့ player တယောက်ရှိနေတယ်တိုက်စစ်မှုတယောက်ကိုထပ်ပြီးခေါ်ကောင်းခေါ်နိုင်တယ်ဗျာထို့ပေမဲ့ Marcus Rashford ကတော့ United မှာကစားခွင့်ရမှာမဟုတ်ပါဘူးအဲ့တော့ကြောင့် United ဘက်ကပြင်ဆင်စားရင်လေတပတ်လောက်ကပေါင်3သိန်းကျော်လောက်ပေးပြီးအရန်ကုန်မှာထိုင်ခိုင်းရမယ့်အစားဟိုပြောင်းရွှေ့ခြေထက်လောက်ခပမာဏ အများကြီးရော့ချနိုင်တဲ့ပလေယာတယောက်ကိုလှည့်လိုက်တာကောင်းတယ်ဗျတကယ်လို့ဘာစီလိုနာမဟုတ်ပဲတခြားသောကလပ်တင်းကိုထိုးရောင်းရင်ရက်ရှ်ဖို့ကသူ့ရဲ့လောက်ခပမာဏရှော့ချမှုကိုလက်ခံမှာမဟုတ်ဘူးဘာစီလိုနာမှာ तू ကကစားခြင်းနဲ့အတွက်ကြောင့်သာဘာစီလိုနာကမ်းလက်မဲ့လောက်ခပမာဏရှော့ချမှုကို तू ကလက်ခံမှာအဲ့တော့မာကတ်ရက်ရှ်ဖို့ဘာစီလိုနာမန်ချက်စတာယူနိုက်တက်3-3ပလဲလုံးဒီပြောင်းရွှေ့ကအဆင်ပြေမယ်လို့သုံးသပ်မိပါတယ်ခင်ဗျာ ကျွန်တော်နောက်ဆုံးသွင်းနေတဲ့သတင်းကတော့ The Athletic ကပေါ်ပြထားတဲ့ United နီးပြဟောင်း Eric Ten Hag နဲ့ပတ်သက်နေတဲ့သတင်းပဲဖြစ်ပါတယ်။ Eric Ten Hag ကအခုအထုပ်ပယ်ခံလိုက်ရတဲ့ Wolverhampton နီးပြ Victor Pereira နေရာမှာအစားထိုးခန့်အပ်နိုင်ခြင်းရှိတဲ့နီးပြကိုယ်တိုင်လောင်းစီးရင်ထဲမှာတယောက်ဖြစ်ပါဝင်လာခဲ့တယ်လို့သိရပါတယ်။ကျွန်တော်ကတော့ရောက်စီခြင်းနဲ့ United မှာဇလန်းတွေအများကြီးရှိခဲ့တဲ့ Eric Ten Hag အနေနဲ့ England Premier League ကိုရောက်တဲ့အခါ ဘာတွေတက်ပြီးလုပ်ပြနိုင်မလဲကျွန်တော်ကတော့စောင့်ကြည့်နေတယ်အရစ်တန်ကလည်းကံမကောင်းရှာပါဘူးယူနိုက်တက်ကလွင့်စင်ထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာလီဗာပူးစင်ကိုရောက်တယ်ပွဲနည်းနည်းလေးပဲကင်တွယ်ခဲ့ရတယ်ထုတ်ပယ်ခံလိုက်ရတယ်သူကလည်းထုတ်ပယ်ခံရတာမပြောနဲ့လေလီဗာပူးစင်ကိုကင်တွယ်သွားတဲ့စောင့်ဆောင်ပိုင်းကစုပ်ပြတ်တတ်နေတာပဲအဲ့တော့ကြောင့်သူစောင့်မစောင့်တော့ဘဲနဲ့ချက်ချင်းထုတ်ပယ်လိုက်တာပါဒါပေမဲ့အရစ်တန်ဟန်ဒီအရေးသွေးရှိတဲ့နီးပြကောင်တယောက်ဖြစ်တယ်ဆိုတာတော့ငြင်းလို့မရဘူးဒီအပိုင်းတွေကလည်းကျွန်တော်တို့အမြဲတမ်း ဟို controversial ဖြစ်တယ်ဗျာအငင်းပွားပွဲပေါ့ဟာ bro ကအရင်တော့တန်ဟန်းကိုတော်တယ်ပြောတယ်အခုကြည့်ပါဦးတန်ဟန်းကြီးကတိုင်ပတ်နေတယ်ဘာညာနီးပြတိုင်းကတော့အဲ့လိုပဲဗျာတခိတခါဘလောက်ပဲတော်တယ်ရေသွေးဘလောက်ပဲရှိရှိကြကြင်ဆိုတာရှိတယ် Eric Dan ဒီ Bayern Munich မှာကလေးကတော့သူရေသွေးရှိတဲ့နီးပြတယောက်အဖြစ်စတင်ထွန်းတောက်ခဲ့တာပြီးတော့ IS ရောက်တယ် IS မှာလည်းတိတ်ကိုထွန်းတောက်တဲ့နေ့ရက်တွေ ုံဖော်ဖန်တီးခဲ့ဘူးတယ်အဲ့နောက်ပိုင်း United အသင်းကိုရောက်လာတယ်ပေါ့အဲ့တော့ United ကိုရောက်လာတဲ့အချိန်မှာလဲဖလားဘာညာကတော့ယူတော့ယူပြီးသွားခဲ့တယ်တိုးတော့ပရိသတ်စိတ်ကြိုက်တော့မဖြစ်ခဲ့ဘူးနောက်ဆုံးချိန်ကမှတော့အသင်းနဲ့လမ်းခွဲလိုက်တယ်အခြေသွေးကောင်းတချို့ရှိနေသေးပဲလို့တော့ကျွန်တော်ယူဆပါတယ်ပရီးမီးယားလိရောက်တဲ့ အခါသူအတွေ့အကြုံစိတ်တပိုင်းရှိတာလည်းပါတယ်။နောက် Wolverhampton အသင်းကလည်းပြောမယ်ဆိုရင်ကစားသမားကောင်းတချို့ရှိနေသေးတာလည်းပါတယ်။အားလုံးပေါင်းဖက်ပြီးတော့ Eric Ten Hag ရဲ့ပုံစံကောင်းလေးတစ်ခုကိုပြန်မြင်ရနိုင်တယ်လို့ကျွန်တော်ယူဆတယ်။ဒါမှမဟုတ်ကိုယ်စလဲလောင်းအစ်စ်မှာပဲရှိသေးတဲ့အတွက်ကြောင့် Eric Ten Hag က Wolverhampton နီးပြဖြစ်လာမယ်လို့တော့တထစ်ချပြောလို့မရပါဘူး။ရင်ခုန်သွားနဲ့စောင့်ကြည့်ရမယ့်သဘောမျိုးပဲရှိပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့နောက်ဆုံးရတာတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုသုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါ။ကျွန်တော်ရဲ့ညီကိုတွေရောဒီ United နဲ့ပတ်သက်တဲ့သတင်းတွေကိုဘယ်လိုဝင်ရောက်ဆွေးနွေးသုံးသပ် ်သွားခြင်းပါတယ်ခင်ဗျ comment မှာရေးသားသွားလို့ရပါတယ်